ဲကျွန်တော်ရင်ကုန်ပြောရှင်ဒါရော့ဘီတွေကိုကြည့်ရှုအားပေးကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါအရှင်မြတ်ကြည့်ရှုအားပေးကြတဲ့ရဝေးရနေပြည်တွင်းပြည်ပကမိတ်ဆွေတို့လည်းဒီနေရာကနေအထူးပဲကျေးဇူးတင်ပါတယ်အဲ့တော့မကြခင်ရောက်ရှိလာတော့မဲ့1389เนาะကစုံလာစမ်းတက်ရက်ပေါ့အင်္ဂလိပ်လိုဆိုရင်တော့2022မှာ9ရက်4လ2025ပေါ့เนาะကစုံလာစမ်းတက်ရက် เนาะအဲ့တော့မကြခင်ဟဟလာနှစ်သက်ကိုကူးပြောင်းတော့မှာဖြစ်ပါတယ်အဲ့တော့နှစ်သက်ကူးပြောင်းတဲ့အခါမှာတကြံပြီးလို့တင်းကြံခါပြီးလို့နှစ်သက်ကူးပြောင်းတဲ့အခါမှာဟိုမှာနှစ်ဆန်းတစ်ရက်နေ့နှစ်ဆန်းနှစ်ရက်နေ့နှစ်ဆန်းသုံးရက်နေ့စသဖြင့်လုံလို့ရပါတယ်အခုပြောရနေယူအဲ့တော့အဲ့တကြံအတွင်းမှာကျွန်တော်ဘာတွေလှုပ်ထားရင်ကောင်းမလဲနော်နှစ်သက်ကိုကူးပြောင်းပြီးကို့အတွက်ကောင်းသောတနစ်တာကာလတစ်တစ်ဖြစ်ဖို့နော်ဘာတွေလှုပ်ထားတင်လဲ နော်ရှောင်းရင်ရှောင်းရင်နေရဘယ်လိုရှိလဲနော်စုတာကိုကျွန်တော်တို့အခုလမ်းညွန်ပြပြသွားမှာဖြစ်ပါတယ်အထူးအဖြစ်ဒီနှစ်ထဲမှာကတော့နော်နော်အထူးအဖြစ်ဒီနှစ်ထဲမှာဟုတ်လားနော်အချင်းချင်းပြီးပြောရမှာဆိုရင်တနင်္ဂနွေတို့ဘုရဘူးတို့နော်တနင်္လာသားသမီးတို့အနေနဲ့ဆိုရင်တော့အဒီအထူးသဖြင့်တနင်္ဂနွေနဲ့ဘုရဘူးသားသမီးတွေအနေနဲ့နော်အထူးသဖြင့်တနင်္ဂနွေ တနင်္လာဗုဒ္ဓဘူးသာသမီတွေအတွက်ဒီတစ်နှစ်တာနည်းနည်းလေးကံ့ညံ့နေတယ်မှာပါပါတယ်เนาะအဲ့တော့ဒီနှစ်တက်မှာဒနင်္ဂနွေတနင်္လာဗုဒ္ဓဘူးကံ့ညံ့နေတယ်မှာအနည်းငယ်ပါပါတယ်အဲ့တော့စိုးရင်လောက်တဲ့အခြေအနေတော့မဟုတ်ပါဘူးအဲ့နေနံသာသမီတွေကအနည်းငယ်တော့ကံ့ညံ့ပါလိမ့်မယ်ဒါအခက်ခဲတွေနဲ့ရင်ဆိုင်ရတာမျိုးလောက်တိုင်းမဖြစ်တာမျိုးကိုလောက်ကံကြံစည်ကြတွေကပြတ်သွားတာမျိုးဒါမှမဟုတ်ပြီးတဲ့နှစ်မှာရှာထားတဲ့ငွေကြေးပစ္စည်းဥစ္စာတွေကယော့ပါ ကုန်တာလုံးမပေါင်းကုန်တာမျိုးတွေဖြစ်တတ်ပါတယ်ဒါအနှစ်ချုပ်အဖြစ်ပေါ့နော်အဲ့တော့တတိထားဂယုဆိုင်နိုင်မှုအတွက်နော်ကျွတင်ပြင်ဆင်နိုင်မှုအတွက်ပြောပြလမ်းညွှန်တာပါအဲ့တော့နောက်တစ်ခုဘယ်နေ့တွေကောင်းလဲဆိုရင်တော့မြန်မာနှစ်တစ်ကူးပြောင်းလာပြီဆိုတာနဲ့ဂျာသာပြည်တောက်ကြစနေနေ့နဲ့သားသမီးတွေကအလုံးကောင်းပါလေအလုံးကံကောင်းပါလေ ဒီတနစ်တာကာလပတ်မှာနှစ်တကာလပေါ့နော်တနစ်တာကာလပတ်လုံးမှာဂျာသာပြည်တောက်ကြစနေသားသမီးတွေကိုဘာဖြစ်ကျင်လဲဘာလုပ်ကျင်တယ်လဲဘာကိုရည်ရွယ်ကြံစီပြီးတော့အကောင့်တွေပေါ့လှုပ်ဆောင်မှုရှိလဲဒါဒီကိုစူးစမ်းသွားခြင်းဖြစ်ဒီတနစ်ကကိုယ့်အတွက်ကောင်းသောနှစ်အကျိုးရှိသောနှစ်ဖြစ်ပါလိမ့်မယ်နော်စူးစမ်းနိုင်တဲ့လောက်အရာတွေမဲ့တန်တရားမျက်နှာသာပေးတဲ့နှစ်တစ်ပါပဲအဲ့တော့ဥမာပေါ့ကိုကကားလိုခြင်းနဲ့တိုက်လိုခြင်းနဲ့မြေဝဲခြင်းနဲ့ရွှေလှုပ်ခြင်းနဲ့ကိုယ့်ရဲ့လုပ်ငန်းတွေတိုးချဲ့ခြင်းနဲ့ ။ဆိုရင်ဆွမ်းနာကပြောတဲ့ဇာတာပိနေနံသားသမီးတွေတောက်ကြနေနံသားသမီးတွေစနေနေနံသားသမီးတွေစ조사ချင်းပြအောင်မြင်မယ်။ပြီးကြတဲ့နှစ်တည်းမှာမဖြစ်တဲ့ကိစ္စတွေတော့ဒီနှစ်တည်းမှာပြန်조사ကြည့်မယ်လှုပ်ကြည့်မယ်ဆိုအောင်မြင်ပေါက်မြောက်မှာဖြစ်ပါတယ်။အလုံးကန်ကောင်းနေတာပါဒီနေနံတွေ။အဲ့တော့ဟုတ်ပြီ။ကျန်တဲ့ကျွန်တော်တို့အင်္ဂါသားသမီးပေါ့နော်။အင်္ဂါသားသမီးကတော့ကျွန်တော်တို့အလဲလက်ထဲမှာရှိပါတယ်။တင့်တော်ယုံတန်အစိုးကောင်းတင့်တော်ယုံအနေထားမှာရှိပါတယ်ဒီကူပြောင်းလာမယ်နှစ်တက်မှာ အဲ့တော့နှစ်သက်မှာကျွန်တော်တို့ဘာတွေဆောင်ရမ်းရှောင်ရမ်းနေဘယ်လိုရှိမလဲเนาะကိုယ့်အတွက်ကောင်းကျိုးလိုရာတွေဖြစ်ဖို့အာစသဖြင့်ပေါ့ဘတ်ဘောင်းဆုံးအချိန်လေးဘောင်းဆုံးကနေကိုယ့်အတွက်ကောင်းမှုဘာတွေလှုပ်ထားတဲ့လဲဆိုရင်တော့ဒီနှစ်မှာအိမ်ဖျားမှာပေါ့เนาะအိမ်ဖျားစဉ်ကိုနှစ်ဆန်း၁ရက်နှစ်ဆန်း၂ရက်နှစ်ဆန်း၃ရက်နှစ်ဆန်း၄ရက်နှစ်ဆန်း၅ရက်ရောက်ပြီဆိုတာနဲ့အဲ့တော့နှစ်ဆန်း၁ရက်ကနေ၅ရက်အတွင်းရောက်ပြီဆိုတာနဲ့အိမ်ဖျားမှာ နော်အိမ်ပြားမှာတီးဆုံးပဲဟင်းနော်တီးဆုံးပဲဟင်းထမင်းလေးနဲ့အိမ်ပြားမှာကတ်လူပဇော်ပါနောက်တစ်ခုဘာလုပ်ရမလဲဆိုရင်အိမ်ပြားစီကိုတန်ရှင်းနေအောင်လုပ်ရပါမယ်တန်ရှင်းမှု့ကြိုင်နေအောင်လုပ်ရမယ်တန်ရှင်းရေးလုပ်ပါပြီးတော့အိမ်ရဲ့ main ဒကမာကြီးဝင်မောက်ထွက်ပေါက်ကိုတန်ရှင်းရေးလုပ်ပါအမွှေးနန္ဒာကြီးလေးပတ်ပြန်းပါနော်ဟုတ်ပြီနောက်တစ်ခုကဘာလုပ်မလဲဆိုရင်တကူကြီးဖျားမှာတဲ့ထားတဲ့ဖျားတွေရှိပါတယ်နော်အမှရှူရုံဖျားမှာဆိုဘီမာကြီးရှင်စောဘူးတဲ့ထားတဲ့ ဇီဒီရှိပါတယ်ဖះရှိပါတယ်အဲ့မှာသွားပြီးတော့ဘာလို့တင့်လဲဆိုတနစ်တာပတ်လုံးကောင်းဖို့အတွက်သွားပြီးတော့အဋိဌာန်မှာအဲ့တော့တခြားမျိုးမျိုးအနေနဲ့တွေမှာလည်းအဲ့လိုပဲဘီမားတွေနော်ဘီမားကြီးတွေတည်ထားခဲ့တဲ့ဖះတွေရှိပါတယ်အဲ့တော့ online အနေနဲ့ရိုက်ပြီးတော့လည်းရှာလို့ရနိုင်ပါတယ်နော်အဲ့ပြီးရင်သွားပါသွားပြီးဘာလို့မလဲဆိုရင်တော့ဟုတ်လားထောဘတ်ထမင်းလှူပါနော်အဲ့တော့ဘီမားကြီးတွေတည်ထားခဲ့တဲ့ဇီဒီမှာသွားပြီးတော့ဖះမှာထောဘတ်ထမင်းပတ်လူပါเนาะဒီနှစ်မှာဟလာကို့အတွက် ဟုတ်လားကိုလောက်ကန်ကြံစီတယ်များတွေအောင်မြင်ပါစေဒီနှစ်မှာကိုပိုင်ဆိုင်ခြင်းနဲ့အရာတွေလည်းပိုင်ဆိုင်ပါစေဆိုပြီးတော့တွားလှူဒန်းပြီးတော့ဟုတ်လားဆူတောင်းအဋ္ဌဌံမှာနော်အောင်မြင်သွားရင်လည်းနောက်တစ်ခါအခုလိုထောဘတ်ထမင်းဟုတ်လားလာလှူအောင်မယ်ဆိုတာမျိုးဂရိခံမှာဟုတ်လားဂရိပြုပါတစ္ဆာပြုပါနော်တကယ်အောင်မြင်လို့တကယ်ကိုဖြစ်ချင်တာဖြစ်ရပြီဆိုလည်းတကယ်တစ္ဆာရှိရှိနဲ့ဟုတ်လားကြောပွဲအပါဝင်အောင်မြင်သွားတဲ့အခါမှာကြောပွဲအပါဝင်အဲ့လို ထောပတ်ထမင်းနဲ့တွားရောက်လူတန်းမှာနော်တစ္ဆာပြုဒိဋ္ဌံမှာအဲ့ဒါတွေလောရပါမယ်မိမိကိုယ်နဲ့ဘာလောရမလဲဆိုရင်နှင်းစီပန်းတပွင့်ကိုပွင့်ပတ်လေးတွေချွေမယ်အနီရောင်စုရတယ်နော်ပန်းရောင်လည်းရတယ်နှင်းစီပန်းအတပွင့်ပွင့်ပတ်လေးတွေချွေမယ်ရေတန်းတန်းဖလားထဲမှာရေတန်းတန်းရေလမ်းမွေလည်းချွေးပုံရှင်လည်းအဲ့ဒါရေချိုးတဲ့ဘုံတွေကိုရေတန်းတန်းထဲမှာနတ်တာထဲမှာနှင်းစီပန်းပွင့်ပတ်လေးထဲမှာစပယ်ရှစ်ကုန်းသုံးဖို့စပယ်ရှစ်ပွင့်ထဲမှာအဲ့ဒီရေနဲ့နော်ဒီလိုကြီးဟုံးငနဲ့ဟုံးငနဲ့လောင်းတာမဟုတ်ပဲနဲ့ဖြင်းညင်းစွာနဲ့နော်ဆုတောင်းပြီးတော့ ဘောင်းလျှော်ရေချိုးပါဒါနှစ်သိမ့်မှာလောက်ရမယ့်ဟာတွေကျွန်တော်တို့အခုပြပြနေတာပါတနှစ်တာကာလပတ်လုံးကိုယ့်အတွက်ကံကောင်းကံမကောင်းဘူးဆိုရင်တော့မှဟလာကံတရားရဲ့ရိုက်ပုတ်ထိုးနှက်ချက်တွေကိုခုခံကာကွယ်နိုင်မှုတော့အခုပြောတဲ့ဟာတွေကိုမဖြစ်မနေလှုပ်ထားစီခြင်းပါတယ်เนาะနှစ်ဆန်းတရက်ကနေနှစ်ဆန်း၅ရက်အတွင်းမှာလှုပ်ပါနောက်တစ်ခုဘာလုပ်မလဲအိမ်မှာဘာတွေစွန့်ပြရမလဲဆိုခြေတုပ်ခုံအဟောင်းတွေစွန့်ပြပါเนาะအမိုက်ပုံးအဟောင်းတွေစွန့်ပြပါเนาะတပြက်စီအဟောင်းတွေစွန့်ပြပါ เนาะဒါတွေကိုစွန့်ပစ်လိုက်ပါเนาะအဲ့တော့အမိုက်ကံမသွားပြီးစွန့်ပစ်တာမျိုးဒုမို့အမိုက်လဲတွေပါလေလိုင်းလဲအဲ့ဒါတွေကိုเนาะစွန့်ပစ်လိုက်เนาะအဲနောက်မှကိုဘကူအစ်စ်ဝဲဟောเนาะဝဲတဲ့ခါမှလဲအာငါအစ်စ်ဝဲမယ်ဆိုရင်ဝဲတဲ့ခါမှလဲညနေပိုင်းမှာဝဲပါမနက်ပိုင်းမှာမဝဲပါနဲ့စွန့်တဲ့ခါမှလဲညနေပိုင်းမှာပဲစွန့်ပါဟုတ်ပြီเนาะအဲ့တော့ဒီတနှစ်တာကာလအပတ်လုံးပေါ့เนาะဟုတ်လား မြန်မာနှစ်သစ်ကူးပြောင်းလာတဲ့တနှစ်တာကာလပတ်လုံးမှာကံကောင်းလက်ရွင်အကျိုးပေးကဏ္ဍသည်၃ကဏ္ဍ၆ကဏ္ဍ၉ကဏ္ဍဖြစ်ပါတယ်အဲ့ဒီကဏ္ဍနေလွှမ်းမိုးပါလိမ့်မယ်အဲ့တော့အကြည့်ကြည့်ပါဖီကဏ္ဍချဲကဏ္ဍနေမှာဆိုအဲ့ကဏ္ဍနေများများထွက်လာလိမ့်မယ်နော်အဲဟလာထီကြီးတွေမှာဆိုလည်းအဲ့ကဏ္ဍနေများများပါလိမ့်မယ်အဲ့တော့အဲ့ဒါဘာလဲ၃ကဏ္ဍ၆ကဏ္ဍ၉ကဏ္ဍဖြစ်ပါတယ်အဲ့ဒီကဏ္ဍနေကအကျိုးပေးလက်ရွင်ကံကောင်းစီတဲ့ကဏ္ဍနေလွှမ်းမိုးကဏ္ဍနေနော် ဖြစ်ပါတယ်အားကောင်းတဲ့ကဏ္ဍတွေဖြစ်ပါတယ်နောက်တစ်ခုအယောင်အားဖြစ်တနစ်တာကာလပတ်လုံးမှာမြည်သူမဆူဘသူမဆူအယောင်အားဖြစ်ဘယ်အယောင်တွေကောင်းကျိုးပြုနိုင်လဲဆိုရင်မြန်မာနှစ်တစ်ကူးပြောင်းတာနဲ့ခရမ်းရောင်ကြက်သွေးရောင်နော်မယမ်းရောင်ဘောနော်မယမ်းရောင်ခရမ်းရောင်ကြက်သွေးရောင်နော်နီညူရောင်အဲ့ဒီအယောင်တွေကအားကောင်းပါတယ်နော်အဲ့ဒီအယောင်တွေက အကျိုးပေးတဲ့အကြောင်းတွေကောင်းကျိုးရမယ့်အကြောင်းတွေပေါ့နော်ကောင်းကျိုးဖြစ်မယ့်အကြောင်းတွေပါအဲ့တော့အရေးကြီးကိစ္စအနှစ်သက်ကူပြောင်းသွားတဲ့အရေးကြီးကိစ္စတွေကိုလုံးမကိုင်းမပြောမယ်ဆိုမယ်နော်အဲဆိုရင်ဒီအကြောင်းတွေပါတဲ့ဝတ်အစားအသုံးဆောင်ပစ္စည်းတွေဝတ်စင်ပါဟုတ်လားဥပမာပေါ့အမျိုးသမီးဆိုလို့ရှိရင်အဲကျက်သွေးရောနှကန်းနီလေးလိမ့်တော့အဲဆိုးသွားတာမျိုးလက်သေးနီလေးဆိုးသွားတာမျိုးလုပ်လို့ရပါတယ်အဝတ်အစားကိုမှလွယ်နေတယ်မရှိရင်တော့ဟုတ်ပြီနော်အဲ့တော့အဲ့တိုင်းကျွန်တော်လောက်ရပါမယ်နော် အဲ့ဒါအချိုးပေးတဲ့အကြောင်းပါအဲ့တော့အဆောင်အားဖြစ်ဘာကိုစောင့်ထားတဲ့လဲဆိုလို့ရှိရင်ပေါ့နော်ဘာကိုစောင့်ထားတဲ့လဲဆိုလို့ရှိရင်ကိုကစောင့်ထားတဲ့ဟာပေါ့အဲ့တော့စောင့်ထားတဲ့ဟာဘာလဲဆိုရင်သုံးကနန်းပေါ့အင်္ဂလိပ်လို3သုံးကနန်းကိုခရမ်းရောင်လေးနဲ့ရေးပါအဲ့တော့ကွန်ပျူတာဆိုင်မှာ ကွန်ပျူတာမိတ်ထူဆိုင်မှာသတ်လို့ပါအင်္ဂလိပ်သုံးကဏ္ဍကိုခရမ်းရောင်လေးနဲ့ရေးပါเนาะအဲကာလာခရမ်းရောင်လေးနဲ့ရေးမယ်အဲ့ဒါလေးကိုမှတ်ပုံနဲ့လို့တက်ပြားလေးထုတ်မယ်ထုတ်ပြီးတော့ plastic cup လေးလောင်းမယ်လောင်းပြီးအဲ့ဒါလေးကိုရေမွေးစစ်ပြီးတော့ဆောင်းထားပါမဆောင်းတော့ပါအလွန်အကျိုးပေးတာထိရောက်တာစွမ်းနာကူတွေ့ရပါလိမ့်မယ်เนาะတွေ့ရပါလိမ့်မယ်နောက်တစ်ခုကဘာလဲဆိုရင်ကျွန်တော်တို့ရှောင်ရမှာပေါ့ရှောင်ရမှာအရေးကြီးကိစ္စရှိရင်ရှောင်မယ်သို့မဟုတ်ရင် အဲတက်နိုင်သမျှရှောင်းမယ်ပေါ့ဘာလို့ရှောင်းရမလဲဆိုကြက်သားတို့တခွားသီးတို့အဲတွားကြထိုးတာတို့ဒီလိုဟာမျိုးတွေကိုရှောင်းနိုင်လေကောင်းလေပါလားအဲ့တော့အရေးကြီးကိစ္စမရှောင်းနိုင်ဘူးရင်တော့မှအရေးကြီးကိစ္စတွေပြောဆိုလုပ်ကန်ကြံစီမယ်လုပ်ဖို့ရှိတယ်ဆိုရင်တော့အဲ့ဒီရက်မှာအဲ့ဒီနေ့မှာခဏရှောင်းလာပါနော်တွားကြထိုးတာမလုပ်ပါနဲ့ကြက်သားတခွားသီးမစားပါနဲ့အဲ့တော့အခုကျွန်တော်ပြောခဲ့တာတွေအားလုံးကမကြခင်ကူးပြောင်းလာမယ်မြန်မာနှစ်တည့်ရဲ့ နှစ်စက်တရက်ကနေ9ရက်အတွင်းမှာပြုလုပ်တဲ့ဆောင်ရံဆောင်ရံနေဟလာအချိုးဘေးကနန်းနေဘေးနဲ့ဘယ်နှစ်အကြမ်းအဖြစ်ဘယ်နှစ်နဲ့သားသမီးတွေကကောင်းတယ်ဘေးနှစ်နဲ့တော့သတိထားတဲ့နဲ့အဲကျူတင်ကာဝယ်တဲ့နဲ့ဆိုတာမျိုးတွေကိုကျွန်တော်အလုပ်ရမဲ့ဟလာရေရာလီလေးတွေကုသကောင်းမှုလေးတွေကိုကျွန်တော်တို့ပြောပြတာဖြစ်ပါတယ်အပွင့်ပန်းအနေနဲ့ပေါ့နော်အပွင့်ပန်းအနေနဲ့ဆိုလို့ရှိရင်အဲကျွန်တော်တို့နှစ်သစ်မှာဆိုရင်နှင်းစီပန်းနော်နှင်းစီပန်း နှင်းစီပန်းလှူတင်ပါတယ်เนาะအပွင့်ပန်းအနေနဲ့တနစ်တာမှအရေးကြီးတဲ့ကိစ္စတွေရှိတိုင်းမှာနှင်းစီပန်းလေးလှူပါအဲ့တော့ဒါကမကြခင်ရောက်ရှိလာမဲ့ကူပြောင်းလာမဲ့မြန်မာနှစ်တက်တင်းကြံကြော်လွန်ပြီးတာနဲ့မြန်မာနှစ်တက်အတွက်ကျွန်တော်တို့လမ်းညွှန်ဟောကြားပြောပြပေးခဲ့တာဖြစ်ပါတယ်အဲ့တော့ဒါတွေကိုမဖြစ်မနေလဲကျွန်တော်တို့လှုပ်စီကြပါတယ်เนาะလှုပ်ဖို့အတွက်လည်းအကြံပြုတိုက်တွန်းဆန္ဒပြုပါတယ်အဲ့တော့မြန်မာနှစ်တက်ကူပြောင်းလာတဲ့အားလုံးပဲ စင်းရဲအပေါင်းမှလွတ်မြောက်ပြီးတော့ချမ်းသာတွေအလုံးချမ်းသာတွေမြောက်များစွာရရှိနိုင်ကြပါစေဗျာ။